မင်္ဂလာပါရှင်ရန်ကုန်သူ Oreo Channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာမစုမုံဦးဟင်္ဒရာရဲ့မရဏဖုံးတန်ဆိုတဲ့ဂံမီယစံကျဲဝတ္ထုတို့အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်မရဏဖုံးတန်ကိစ္စများများ လူတို့ပေါင်းဆိုတဲ့စကားအတိုင်းလူဆိုသည်ကများများလှစွာသောဘဝ၏အကြောင်းတရားတို့ဖြင့်တနည်းမဟုတ်တနည်းပတ်သက်ဆက်နွယ်နေရင် နေ့စဉ်လှုပ်ရှားသွားလာ ရုန်းကန်နေကြသည် နေထွက်မှနေဝင် နေဝင်မှမို့တော့ယန္တရားတစ်ခုကဲ့သို့ကျင်လည်နေကြရင် မထင်မှတ်ပဲတည်ခြင်းတရားဒီဟူသောမရဏခီးနေပတ်ပင်ကြုံတွေ့ကြရသူတွေလည်းရှိထို့ကြောင့်မရဏဟူသည့်တည်ခြင်းတရားတစ်ခုသည်လူတစ်ယောက်၏ဘဝနှင့်ညီတို့မိပုံဆက်သွယ်နေရဲ့ကြောင်းကျွန်တော်စဉ်းစားကြည့်မိသည်ထို့ပြင်မရဏခီးတစ်ခုသည်ဂမ္မီယဆန်ဆန်အဖြစ်အပျက်များနှင့်ဆန်ဆန်ပြပြတရှိနေပုံကို မကြမြင့်မီရပိုင်းလေးများပင်တည်ခြင်းတရားနှင့်ကြုံတွေ့ရင်ဆိုင်သွားခဲ့ရသူကျွန်တော်ဤညီလေးတယောက်တည်းရင်းနေသည် မောင်ထွန်းကျော်ဤအဖြစ်ပြက်လေးများကိုစာဖတ်သူများသိစေနှံ့ရန်ဝိထုတပုတ်ဆန်းဆန်းပြင်ဆက်ရေးသားလိုက်ရပေသည်ရန်ကုန်မြို့ပြဤစင်ချေဘုံရက်ွက်လေးတစ်ခုဖြစ်သည်တကြီးကုန်ဟူသောရက်ွက်လေးတွင် အေးမေနှင့်မောင်ထွန်းကျော်တို့မောင်နှမနှင့်နေထိုင်ကြသည် မောင်ထွန်းကျော်နှင့်အေးမေတို့တွင် ခင်မေကြီးဟူသောအမတယောက်ရှိသည်လွန်ခဲ့သည့်တစ်နှစ်ကြာကခင်မေကြီး၏ခင်ပေါ်ညကြိုင်ဆုံးမသွားလေသောအခါခင်မေကြီးမှာအပြိုပေါက်အရွယ်သမီးလေးနှစ်ယောက်နှင့်အတူမောင်နှင့်နှမများဖြစ်သည့်အေးမေနှင့်မောင်ထွန်းကျော်တို့နေအိမ်လေးသို့ပြောင်းရွှေ့ကလာရောက်နေထိုင်လေသည်။တကြီးကုန်းရက်ွက်လေး၏အစွန်တွင်နိုင်ငံခြားကုမ္ပဏီတစ်ခုမှလာရောက်ဖွင့်လှစ်သည့်စေယုံလေးတွင်အလုပ်စင်းကြသလိုမောင်ဖြစ်သူ ထွန်းကျော်မှလည်း အနီနာရက်ွက်လေးတစ်ခုတွင်မိသွေးထန်းသောအလုပ်လေးကိုလှုပ်ကိုင်းလေသည် အမဖြစ်သူခင်မေကြီးကတော့အိမ်မှုကိစ္စများအလုပ်သွားသော သမီးနှင့် မောင်နှမလေးများကို နေ့စဉ်ထမင်းဟင်းများချက်ပြုတ်စီစဉ်ပေးရင်းဝမ်းသမုတ်တရားဦးအင်္ကာအတွက်တညီလက်ညီဘဝဟူသောလေတစဉ်ကိုမိုးလေမုန်တိုင်းကင်းစင်စွာ တူတူညီညီလောက်ခက်လျက်ရှိလေသည်ဟဲ့အေးမေညီတို့ဒီနေ့ထမင်းညိုင်တွေယူသွားမှာလားငါလိုက်ပို့ရမလား အမအကြီးပဲလိုက်ဖို့လိုက်ပါစက်ရုံမှာဒီနေ့အလုပ်တွေများလို့ဆော့ဆော့သွားရမယ်။ဒါနဲ့မောင်လေးထွန်းကျော်မင်းရောအလုပ်သွားရအောင်ပါလား။မောင်လေးအလုပ်မသေးချောင်းမိသွေးကတွေမဝင်ဘူးဖြစ်နေရဲ့။အင်းပစ္စည်းရောက်ရင်တော့ဆိုင်ကဖုံးဆက်မယ်ပြောတာပဲ။အေးမင်းနဲ့သမီးလေးနှစ်ယောက်ကြီးအလုပ်များကပုံမှန်ဆိုသလိုရှိတော့လေ။မောင်ဖြစ်သူထွန်းကျော်ကြီးအလုပ်မှမူပုံမှန်ဟူ၍မရှိ။အလုပ်အကန့်ရှိသောအခါများအထူးသဖြင့်မိသွေးရောက်သည့်အခါများတွင် ထွန်းကျော်တို့အလုသမားတစုကိုဆက်သွယ်နိုင်ရန်တကြီးကုန်းရက်ွက်လေးထိတ်ရှိငွေလာမင်းလက်ဖက်ရည်ဆိုင်လေးတို့ဖုံးဖြင့်အဆက်အသွယ်ပြုထား၏ထွန်းကျော်တို့အလုသမားအုပ်စုလေးသည်6ယောက်9ယောက်ခန့်ရှိသည်ထို့ထွဲတွင်ထွန်းကျော်ကို အလုသမားများကိုစူးစီးပေးရသော အလုသမားခေါင်းဆောင်ဖြစ်သည်မိသွေးလုံငန်းမှ ဖုံးဆက်သွဲခေါငင်းလာသောအခါတွင်ရက်ွက်လေးတွင်မိမိနှင့်အတူလောက်ကိုင်းနေကြ အလုသမား၄၅၆ယောက်ကို လိုက်၍ခေါ်ယူပြီးမိတွေ့ချရန်အလौရှိရာစီးသို့သွားချရသည် အလौရှိမရှိဟူသည့်ကိစ္စကိုသိနိုင်ရန်အတွက်တော့ထွန်းကျော်နှင့်တငယ်ချင်းတစုတို့ကနေ့စဉ်နေ့တိုင်းတကြီးကုန်းရက်ွက်ထိဝေလာမင်းလက်ဖက်ရည်ဆိုင်ကလေးတို့လက်ဖက်ရည်သွား၍တောင်းရင်စုံစမ်းမေးမြန်းရလေသည်ထွန်းကျော်တွင်လောက်ကိုင်းနေကြတငယ်ချင်းများဖြစ်သည်လှအေးစိုးမြင့်ဝင်းခိုင်ပါနောက်ကရင်ကြီးတို့သည် ၎င်းတို့နှင့်တရက်ကွက်တဲ့တလန်းကျော်နှစ်လန်းသာချာရင်နေထိုင်ကြသည် အလုကိစ္စရှိကြောင်းဖုံးဆက်သွဲလာသည့်အခါထွန်းကျော်မှ၎င်းတို့ကို လိုက်၍စူရင်တရက်သို့တညာအိတ်စသည်ဖြင့်မိသွေးတဲကြရသည်ထွန်းကျော်ထိုလုပ်လေးများကိုရခင်ကမလုံအမားဖြစ်သူအင်းမေစပေါ်တင်ပေးထားသောငွေလေးများဖြင့်လန်ထိတ်ဥယမုတ်စီမှစိုက်ကားလေးကိုယူ၍နင်းသည်သို့သောညဘက်များတွင်နင်းရသည်ဖြစ်သည့်အတွက် ကြာတော့ထွန်းကျော်အလုတ်ကိုညင်းငွေလာသည် ထိုခိုင်ရက်ွက်ထဲတွင်လာအေးနှင့်စုံမိကြရာတွင်ထိုမိသွေးထန်းသောအလုတ်ကိုပြောင်း၍လှုပ်ကိုင်းရင်းကုစိုးဒီဇိုင်းမမတ်လှုပ်လာခဲ့သည်မှာငါးနှစ်ခန့်ပင်ကျော်လွန်ခဲ့ပြီမိသွေးထန်းသော လုပ်ငန်းသည်စိုက်ကားနှင်းရသောအလုတ်လောက်တော့ခေါင်းမစားဆိုင်မှဖုံးဆက်ခေါ်လာသည့်အခါတွင်တွားရလှုပ်ကိုင်းပေးပြီး1500 2000ဆိုသည်မှာခက်လွယ်လွယ်ထို့ပြင် အလုံးမရှိသောရက်များတွင်အိမ်၌အေးအေးဆေးဆေးအနားယူရင်းမနနေနေနေနိုင်လေသည်ထွန်းကျော်တို့မိတွေ့ချသောအလုံးသမားများတွင်ထွန်းကျော်ကအကက်လက်ဆုံးအကျိုးစားဆုံးဒါကြောင့်လုပ်ငန်းရှင်ကအခြားအလုံးသမားများထက် စောင်းဝေးဟုခေါ်သည့်အပိုငွေ1500ခန့်ကိုအလုံးရှိသည့်ခါတိုင်းပေးတတ်လေ၏ဤလိုနှင့်ထွန်းကျော်ကကြာတော့မိမိနှင့်လောက်ကန်ရမည့်အလုံးသမားများကိုပါစူဆောင်းရှာဖွေရသည့်ယာရုတာဝန်ကိုရခဲ့ပြန်သည် ထွန်းကျော်တို့၏မိသွေးချသောလုပ်ငန်းလေးတွင် ကုန်းဖွဲ့နှင့်ရေဖွဲ့ဟု၍အဖွဲ့နှစ်ဖွဲ့ရှိလေသည် ကုန်းဖွဲ့ဆိုသည်မှာမိသွေးဆိုင်မှာမိသွေးများကိုဖောက်သည်ဆိုင်ဝဲများသို့ကားဖြင့်လိုက်လံချပေးရသောအဖွဲ့ဖြစ်၍ရေဖွဲ့ဆိုသည်မှာမိသွေးဆိုင်မှာမိသွေးများကိုကလေးမော်တော်များဖြင့်နေဒေသတစ်ခုခုကိုသွားရောက်ပို့ဆောင်တဲချပေးရသောအလုပ်ဖြစ်လေသည် ကုံဖွဲ့တွင် ထွန်းကျော်မှအလုသမားအဖွဲ့ခေါင်းဆောင်ဖြစ်တော်လဲရေဖွဲ့တွင်မှချမ်းအေးဟုသော သူကအလုသမားအဖွဲ့ခေါင်းဆောင်ဖြစ်သည် ကုံဖွဲ့တွင် အလုရှိပါကတညတို့တရက်ခန့်ကြားတော်လဲရေဖွဲ့မှမူနေဒေတာတစ်ခုခုကိုတွားရောက်ပို့ဆောင်ချပေးကြရသဖြင့်တပတ်၁၀ရက်ခန့်ကြာလေသည် ထိုကြောင့်ရရှိကြသော ဝင်ငွေသည်လည်းကုန်းဖွဲ့တတ်ပို၍ရတတ်သည်တခါခါကြတော့ထိုလုံမြောင်းရေရှည်လောက်ကိုင်းလာပါက ကျမ်းမာရေးထိခိုက်လာမည့်အရေးကိုတွေးကပူပန်မိပြန်သည်မိသွေးမုံများကိုအမြဲတမ်းရှူဆိုင်နေရသည်မို့ဒီဗီယောဂများအဆုတ်ကန်စာစသည်များဖြစ်နိုင်သည်သို့သောရေရှည်တွေးတော့စဉ်းစားနေတွင်များလွန်ရေးထက်ဝမ်းရေးခတ်သောဘဝတွင်နောက်တစ်ချိန်တွင်ဖြစ်လာမည့်ဘေးအနေအများကတာလွန်စွာအနိုင်ယူသွားခဲ့ရင် ပင်မန်းမိမဲ့အတန်တင်ဝင်ငွေလေးရရှိနေသောထိုမိသွေးထမ်းသောဘဝကိုမချစ်တော့လဲအောင်ငါနိုင်ရင် ဘဝလန်းကိုအလားပန်းစင်နေရရှာသည်ထွန်ကျော်တွင်တင်းတင်းဆိုသည့်ချစ်သူကြီးစားတယောက်ရှိသည် ထွန်ကျော်နှင့်အတူအလုံးလောက်ကိုင်းနေကြသောလှအေးစိုးမြင့်ဝင်းခိုင်တို့နှင့်တတူရွယ်တူချစ်သူဘဝကိုစီးနှင့်အတီးတီးတအိုးတအိမ်ထူထောင်ခဲ့ကြတော့လေထွန်ကျော်မှာတော့သူတို့လိုမဟုတ်ချစ်သူဖြစ်သူတင်းတင်းမှ ခိုးယူရန် တောင်းဆိုလာသည့်အခါများတွင်နာချာကငါးနှစ်တိုင်အောင်ကြာညောင်းခဲ့သည်တခါတခါများတွင်တော့ ထွန်ကျော်အမအငယ်အေးမေနဲ့အကြီးခင်မေတို့ညဘူးနှစားလှုပ်ကြည့်သည် အမငါအိမ်အောင်ပြုတ်ကျင်ပြီဟဲ့ငါအသက်လည်းငယ်တော့တာမဟုတ်ဘူးငါနဲ့အတူတငယ်ချင်းတွေလည်းအိမ်အောင်ရသားကြကုန်ကြပြီညီပါဟောင်းမောင်လေးရဲ့သူများဘဝတွေက အမတို့နဲ့တူတာမဟုတ်ဘူးအမတို့မှာကတကိုရီတကာရဘဝမှာတော့မနေ့ရုံးကန်နေရတာသူများသားသမီးကိုယူပြီးဆိုရင်တာဝန်ကြီးမလေးမကြွေးနိုင်မမွေးနိုင်ရင်ငါမောင်ပြောခံရမှာ ဒါကြောင့်မောင်လေးရည်ရွယ်ချက်ရှိရင်ကိုအိုးကိုအိမ်နဲ့နေနိုင်အောင်ကြိုးစားနော်ကြားလားအမရရဲ့စကားဆုံးနော်ပပင်းရှိကြီးတခုကိုခြာရင်ထွန်ကြော်တရအဝေးတနေရစီတို့ငင်းငင်းရီရီကြည်နေမိသည်อืมဟုတ်တော့လဲဟုတ်ပါတယ်လေမောင်လေးတို့ဘဝကသူတကာတွေထပ်ပိုပြီးညံ့နေလေတော့လောလောဆယ်မောင်လေးမစင်စားသေးပါဘူးတင်းတင်းကထွန်ကြော်ရဲ့အမအေးမေတို့နဲ့စက်ယုံတခုရဲရင်အလုလုနေသူ ချစ်နေနီးနေတော့လဲစုံရေးခက်သည့်ချစ်သူဘဝများတယ်ကိုစီကိုစီနားလည်မှုသဘောတဘာဝလေးများဖြင့်ဘဝရီမှန်းချက်လေးများကိုစီကိုစီထားကြကချစ်ကံခေသောဘဝကိုအတိတ်ဆိုသလိုမိထားရင် နေခဲ့ကြသည်ဒီနေ့အိမ်တွင်ထွန်းကြော်မရှိညာဦးကလေးကပင် အလုံးမှဖုံးလာ၍မိသွေးချရန်သွားကြ၏အမများဖြစ်သည်အေးမေနှင့်တူမလေးများတော့ရှိသည်အေးမေတို့သည်ယနေ့ဆက်ယုံပိတ်ရဖြစ်သည် ထို့ကြောင့်အတော်လေးမိုးလင်းသည့်အထိအေးလျက်ရှိကြသည်တညာလုံးအိုက်ဆက်ရင်အုံပြနေသောမိုးသည်မိုးလင်းရန်သည့်အချိန်တွင်မှတအုံအုံနှင့်သဲရင်ပြင်းပြင်းထန်ထန်ရွာချလိုက်သည်မိုးနှင့်အတူလေကကြမ်းသည်မိုးလေအေးများကြောင့်အေးမေတို့ပို့၍အိမ်မောကျသွားသည်ထို့စဉ်တအုံအုံသဲနေသောမိုးရေထဲတွင်လူတစ်ယောက်ထီးတစ်ချောင်းနှင့်မျက်နှာကိုကွဲကားအထုပ်တထုပ်ကိုပိုက်လျက်အင်းရှိခြံဝင်းတကားလေးမှရဲ့ရင်အတန်ပြူလာသည် ထွန်းကျော်ထွန်းကျော်ရှိလားဖြတ်ခနဲအိမ်မောကြနေရမှာ ခေါ်တန်တစ်ခုကြောင့်အင်းမီနိုးလာသည်ထို့ကြောင့်အင်းရှိကိုကြည်ရင်ဘသူလဲဗာကိစ္စရှိလို့ပါလဲရှင်ဒါဒါထွန်းကျော်တို့အိမ်မဟုတ်လားဟုတ်ဟုတ်ပါရဲ့ဒါပေမဲ့ထွန်းကျော်မရှိပါဘူးမိသွေးချဖို့အလုပ်သွားပါတယ်ဒီမှာထွန်းကျော်ကိုငွေ၃သိန်းပေးခိုင်းလိုက်လို့ပါထိုလူရဲ့စကားကြောင့်အေးမေတယောက်ကြောင်ရွေသွားသည်။ဘာရှင်ငွေသုံးသိန်းဟုတ်လား ထွန်းကျော်ကိုဘသူက ပေးခိုင်းတာလဲအေးမေကြောင်စီစီကြည်ငေးရင်ခြံဝင်းတကားလေးစီလှန်ကြည့်ရော ထိုသူသည် မိုးရေထဲတွင်ရမြဲရလျက်နေသည်ညနာကိုကမမြင်ရတမင်းထီကိုမမြင်စေရန်ကြွယ်၍စောင်းထားပုံရသည် အေးမေမေးနေတော့လဲထိုသူသည်မြည်တို့ပျောက်သွားသည်မသိမတွေ့ရတော့ဘေးအေးမေလဲအိယာမှလန့်၍နိုးသွားလေတော့သည်ဟဲ့တူမလေးတို့ထာစန်းထာစန်းအမကြီးခင်မေမှာမို့ နောက်ဖေးမိဖို့ကြောင့်လေးတဲ့တွင်ထမင်းချက်ပြုံနေလေသည်အိမ်ရှိမှအတန်းကြောင့်ရှေ့သို့ထွက်လာသည်တအုံးအုံးသေးနေသောမူသည်ရဲ့၍သွားတော်သည်ဘာလဲအန်ဒီလေးကလည်းအလုပ်ပရက်မှုအိတ်နေပါလေစိန်ကိုမရှိဘူးဘာမှန်းလည်းမသိဘူးထို့နောက်တွင်တော့အေးမီမှမိုးလင်းငန်းဤမိမိမြင်မှတ်သော အိမ်မက်လေးကိုအစမှအဆုံးတိုင်းပြောပြလိုက်သည်ဟင်ဟုတ်လားအိမ်မက်ကထူးဆန်းလိုက်တာနော်ဦးလေးထွန်းကျော်ကိုလာပေးရဟုတ်လား အေးအိမ်မက်ထဲမှာထုံးချုပ်ပေးခိုင်းလိုက်တာတဲ့ဘသူကလည်းမေးတော့လဲမေးလို့မရအောင်အဲ့လူရဲ့မျက်နှာကိုလည်းမမြင်ရအောင်ထီးနဲ့ကြွယ်ဆောင်းထားတယ်စကားများဆုံးသွားသောအခါဒူမအကြီးမကဥလေးထုံးချော်ထီးပေါက်ချင်မီလားမသိဘူးထီးလေးပါလေးများထိုးထားလားမသိဘူးမေးအမလီညီဥလေးငထုံးလားကစေးနဲ့ထိုးပါလိမ့်မယ်ထီးအမတွေကတခါတလေမုတ်ဝဲကြွေးခိုင်းတာတော့တုံးနေရနောက်တနေ့ထုံးချော်အလုံးမှပြန်လာသည့်အခါ ဟဲ့မောင်လေးမင်းအလုတ်ထဲမှာငွေတွေပါတွေများသူများစီကချင်းငှားထားသလားဒါမှမဟုတ်ထီတွေပါတွေထိုးထားသလားဘာပြုတ်လို့လဲမအေးမင်းဘာမှမပြုတ်ပါဘူးငါမိဒါသာဖြေစက်မှာမောင်လေးသူရှိရမှာငွေမချေးထားဘူးပြီးတော့ထီလည်းမထိုးဘူးအင်းအေးမေတခုခုစဉ်းစားဟန်ပြုတ်ပြီးမှ အတွေးတခုကိုစမ်းထုတ်လိုက်သည်ဘာလဲမအေးမင်းဘာပြုတ်လို့မောင်လေးကိုဒီလိုမေးရလဲ အေးမမအေးမေမနေ့ကနနက်ပိုင်းမှာအိပ်ပျော်သွားတော့လူတယောက်ကခြံစည်းဟိုမိနာမှာရဲ့ရင်ထွန်းကျော်ရှိလားထွန်းကျော်ကိုငွေသုံးသိန်းပေးခိုင်းလိုက်လို့လို့ဆိုလိုက်သူ့လက်ထဲမှာလဲငွေလုံးကြီးကိုကိုင်းလို့ဘသူကပေးခိုင်းတာလဲမေးတော့လဲမပြောဘူးဒါနဲ့မမအိမ်မော်ကဆင်းဖို့အလုံးမှာအဲ့လူကိုမတွေ့ရတော့ဘူးအေးမေရဲ့စကားဆုံးတော့ထွန်းကျော်ခေါင်းကိုတစ်ချက်ကုပ်လိုက်သည်ထို့နောက်ဟိုဗျာမမအိမ်မေကလဲသူ့ဟာသူစိတ်ဆွဲလန်းပြီးမချင်အမတ်တဲ့အိမ်မက်ကိုဟုတ်တိပတ်တိကြီးလှုပ်ပြီးမောင်လေးကိုလာမေးနေရဲ့ ီတို့ဆိုဆိုအီမေးကြီးအတွေ့အယုံများတဲ့တွင်တော့ဝေခွဲမရနိုင်သောပုံစံတစ်ခုနှင့်လွန်ထိုးရှက်တင်နေလေသည်ထိုနေ့ညနေပိုင်းတွင်ထွန်ကျော်တို့လူစုမိသွေးများဝင်၍မိသွေးချိုင်တငယ်ချင်းတစုနှင့်ထွက်လာကြသည်ထွန်ကျော်တို့မိသားစုသည်မိမိတို့ရက်ွက်လမ်းကလေးတွင်တစ်ချိန်ကနေထိုင်သွားကြသူများဖြစ်သည့်အပြင်မိမိနှင့်လည်းညီကိုတမျှခင်မင်နေကြသူများဖြစ်လေတကြီးကုန်းရဲ့ရွာလေးတို့ပြောင်းရွှေ့လာခဲ့သည်မှတခါတည်းမှမစုံစည်းခဲ့ကြ ဤနေ့တွင်မှတက်တိုက်ဆိုင်ဆိုင်ဆုံးမိကြသည်တွင်လက်ဖက်ရည်ဆိုင်လေးတစ်ခုသို့15မိနစ်ခန့်ထိုင်ထည့်ခဲ့ကြသည်အကိုနေကောင်းတယ်နော်မတွေ့ရကြပြီဟုတ်တယ်ထွန်းကျော်ကြီးဒါနဲ့မင်းတို့မောင်နှမတွေနေကောင်းကြရမဟုတ်လားဟုတ်ကဲ့ကောင်းပါရဲ့အကိုထို့နောက်ဤဤထို့ထို့အကြောင်းများစွာ ပြောဆိုရင် မနေညာသူ့မမေးမေးပြောပြသည့်အိမ်မက်လေးအကြောင်းမင်းမိမိကပြောပြသွားလေသည်မင်းပြောပုံဆိုရင်တော့အိမ်မက်ကတော့ကိုထူးဆန်းနေပြီထွန်းကျော် ဟုတ်တယ်ကိုအေးပေါ့ကွာအိမ်မက်ဆိုတာလက်ပေါ့ကွာလက်ရကျင်လို့မှတ်တာပဲဖြစ်မှာပေါ့အင်းကျွန်တော်လည်းဒီလိုပဲယူဆပါရဲ့အကိုရအိမ်နောက်တယ်နော်ထွန်းကျော်ကမိမိကနှုတ်ဆက်ရင်သူတို့အလုပ်ရှိရာရက်ွက်လေးစီတို့တငယ်ချင်းတစုနဲ့ပျော်ပျော်ရွှင်ရွှင်ထွက်ခွာသွားလေအေးမေမြင်မှတ်ခဲ့သည်အိမ်မက်လေးသည် အုံရမြောက်သောနေ့၌ထမှန်၍မက်ပြန်လေသည်ဤသို့ဒုတိယအကြိမ်မြင့်မက်သည့်အခါတွင်တော့ ထိုငွေတော့ကြီးကိုပိုက်ထားသောလူမှအင်္ဂလိပ်ရှိမှပြန်လှည့်၍အထွက်တယ်။ထွန်းကျော်ကိုပြောလိုက်ပါမနှက်ပြန်ဖုံးဆက်လိုက်နိုင်မယ်လို့ဟူ၍ပြောသွား၏။သို့သောအင်မီတယောက်ခေါင်းထဲတွင်လေးလေးပင်ပင်မထားတော့မိမိတူမလေးနှစ်ယောက်နှင့်ဆက်ယုံကလေးတို့အလုတ်ဆင်း၍သွားလေတော့သည်။ထိုနေ့နက်နက်၁၇နာရီခန့်တွင်တကြီးကုန်းရက်ွက်လေးထိပ်ငွေလာမင်းလက်ဖက်ရည်ဆိုင်သို့မိသွေးကားများဝင်၍မိသွေးချရန်ဖုံးဆက်၍ခေါ်သည် ထိုအခါထွန်းကျော်တီအောင်မိမိနှင့်လောက်ကိုင်းနေကြအလုသမားများဖြစ်သည်လိုင်းစိုးမြင့်ဝင်းခိုင်ပါနောက်ကရင်ကြီးတို့အားတဦးချင်းလိုက်၍ခေါ်သည် သို့သောတဦးတယောက်မျှမလိုက်ကြကိုစီကိုစီအကြောင်းပြချက်များနှင့်ကြံနေခဲ့ကြသည် ထွန်းကျော်ခေါ်မရသည့်အခါဒေါသထွက်လာသည် လက်ကြောတင်းအောင်လှုပ်မစားခြင်းနဲ့ကောင်းလေနေပါစေထိုနောက်ရရအလုသမား6ယောက်ကို ခေါ်ငင်၍သွား၏မိသွေးဆိုင်သို့ ရောက်သည့်အခါအလုရှင်မှ လောက်ကန်ရမည်အလုံများကို ပြောပြသည်မိမိသည် ရေဖွဲသို့လိုက်ပါရမည်ဖြစ်ကြောင်းနှင့်ရေဖွဲတွင်အမြဲတမ်းအလုံသမားကောင်းဆောင်ဖြစ်သည့်ချမ်းအေးဆိုသူမှဖျားနေ၍မလာရောက်နိုင်ကြောင်းကိုသိရလေသည်ထို့နောက်ထွန်းကျော်နှင့်မိသွေးထန်းသမား6ဦးတို့သည် မော်တော်တစ်စင်းတွင်မိသွေးများတင်၍ညဘက်တွင်ရန်ကုန်စိတ်ကမ်းမှထွက်ခွာလာခဲ့ကြသည်မိုးသည်ညနေကလေးကတရဇက်ရွာနေသည်ပြတ်သွားလင်ခဏအဖွဲဖွဲရွာနေသည် တွန်သေးတူမြောင်မြေဝသို့ကြော်လာသည့်အခါတွင်တော့လေချမ်းများကပါရောနှော၍တိုက်ခတ်လာသည်ထို့စဉ်စက္ကန်းဘတ်မှအချက်ပေးဘဲတန်လေးများကြားရသည် မော်တော်မိုးကားတွေတင်ထားကြပါခမမိုးရေဆိုတာအေးမကြည့်ဘူးတာလဘတ်တွေချထားရင် မော်တော်မှောက်သွားလိမ့်မယ်ဟုံခနဲဟူသောအတန်ကြီးနဲ့အတူလေပြင်းတစ်ချက်တတုတ်တိတ်ခနဲခန်းစားမှုနဲ့အတူမော်တော်မှာဘယ်ဘက်သို့တိမ်းဆောင်း၍မှောက်သွားလေတော့သည် ထို့ချိန်တွင်ထွန်းကြောနှင့်တင်းအီးတို့မှာ တင်မောနောက်ဖက်တွင်အိပ်ပျော်လျက်ရှိလေသည်။အော်ဟစ်စူညံသားများပွက်လောရိုက်သွား၏။မိနစ်အနည်းငယ်ခန့်တွင်မိသွေးမော်တော်လေသည်။မြစ်ထဲတွင် ဆုံဆုံမြုပ်၍နစ်သွားလေတော်၏။နောက်တစ်နေ့မနက်တွင်တွန်တေးတူမြောင်းဝတွင်မိသွေးမော်တော်တစ်စင်းမြမြုပ်သွားသောတရင်နှင့်မိသွေးအလုသမား2ဦးဖြစ်သည်။ထွန်းကျော်နှင့်တင်အေးတို့2ဦးတေဆုံးသွားသည့်တရင်များကတကြီးကောင်းရက်ွက်လေးတစ်ခုလုံးပြန့်နှံ့သွားတော်၏။ ထွန်းကျော်၏အမများကြားသည့်အခါတွင်စောက်တီးရမရဖြစ်ကြရသည်ထိုနေ့ည9နာရီခန့်တွင် မိုးများကတဲတဲမဲမဲရွာသွန်းနေ၏မိုးရေတဲတွင်တော့လူတအူးကထီးတစ်ချောင်းခိုင်ခိုင်ခိုင်ဆောင်းကထွန်းကျော်တို့အိမ်လေးစီသို့တရွေ့ရွေ့လှမ်းလာနေသည်အိမ်ရှိသူအယောက်တွင်ခြံစည်းကိုနာနိုင်ရက်ပြီးဒါထွန်းကျော်တို့အိမ်လားခမညာဟုတ်ဟုတ်ပါတယ်ချင်းကျမထွန်းကျော်ရဲ့အမအေးမိပါကျွန်တော်ကထွန်းကျော်အလုပ်လုပ်တဲ့မိသွေးလုပ်ငန်းကအလုပ်ရှင်ပါ ရုတ်တရက်အသက်ဆုံးမသွားရတဲ့မောင်ထွန်းကျော်ရဲ့ကိစ္စဝဝကို ဆောင်ရွက်နိုင်မှုကူညီရပါဒီငွေ၃သိန်းကိုလက်ခံပါဗျာအလို့ရှင်လူကြီးရဲ့စကားတန်ဆုံးတော့အီမေတီယောက်လူကြီးမျက်နှာအကြိမ်ကြိမ်ခါခါကြည့်ရင်ချုံပွဲချငိုလိုက်မိတော့လီအတိတ်နမိတ်ဟူသောစကားတို့ကိုကြားခဲ့ဘူးသည်သို့သောသူပီမအံ့ဩသို့ရရင်ထိုမျှတိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာခဲ့သော နမိတ်လက္ခဏာတရားတို့ပါ ယုံစားရမည်ပင်ခက်ခက်ခက်တကယ်တော့လေထိုနေ့နက်၁၇နာရီခန့်ကဝေလာမင်းလက်ဖက်ရည်ဆိုင်သို့ဆက်သွဲဆင်ခေါ်လိုက်သောဖုံးနံသည်ထွန်ကျော်နှင့်တင်းရီတို့အတွက်မရဏဖုံးတံဖြစ်သည်ဆိုပါကမှားလိမ့်မည်မထင်ဇလန်းလေးကိုအဆုံးထိနာဆင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်အသက်အသက်တော့ဇလန်းကောင်းများကို တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ရန်ကုန်သူ Oreo Channel လေးကို like and subscribe လုပ်ထားပေးပါအောင်နော်အားလုံးပဲ bye bye မှာ